လူစုဖတ်မှုကြကြော်ရောင်းရင်ကနာမည်ကြီးကြကြော်ဆိုင်ဖြစ်သွားတဲ့ရဲတပ်ဖွဲ့ဇလန်ရဲ့ဆာမှာလောင်စာဝိုင်းတစ်ခုကိုအထက်မြစ်တိုက်ခန်းလေးတစ်ခုမှာတိတ်တဆိတ်ကစားနေကြပါဗါတယ်။အဲဒီအချိန်မှာပဲသူတို့ကိုဖမ်းဖို့ဗရင်ဘော့ကနေကိုယ့်ရဲ့ကာယချီတစုံဝင်လာပါဗါတယ်။ဒါနဲ့ဗာလဲတော့ကြည့်တော့စွန်တော့ဂျွန်ဖြစ်နေပါဗါတယ်။ကျိုးကကိုယ့်လိုကန်လာနေမှုဗရင်ဘော့ကနေအထဲဝင်မှုခံနေပါဗါတယ်။ကျန်တဲ့သူတွေကတော့ဖမ်းခံပေမဲ့ဆန်ရှီကတော့အဖမ်းမခံကြတဲ့အကြောင်းထွက်ပြေးဖို့လုပ်ပါဗါတယ်။ဒီမှာစွန်တော့ဂျွန်ကမင်းထွက်လဲအဲ့ဒီဘက်မှာနှစ်ယောက်စောင့်နေတယ်ပြောလို့ ောက်ထပ် brand map ကိုဖွင့်လိုက်တဲ့အချိန်မှာအဖွဲ့မှုဖြစ်တဲ့ဆောင်တော်ကချိုးတန်းလန်းနဲ့စောင့်နေပါတယ်ဒါပေမဲ့သူလည်းအတူတူပါပဲအထက်ကိုဝင်လို့မရပါဘူးသူတို့က budget ချွေတာကျင်လို့ချိုးကိုအကောင်းစားမသုံးတာကြောင့်အခုလိုဖြစ်နေရတာပါဒီတော့လူစိုးလဲအားမရတော့ပဲမင်းတို့ကရဲပဲလीရုပ်ရှင်တွေလေးကလို့အံကိုခွဲပြီးလူစိုးကိုတိုက်ခိုက်ပြီးရင်ဖမ်း ဒီလိုဖြစ်ရမှာလေအခုတော့အဖမ်းခံရမဲ့သူတို့တိတ်ခါကြတယ်။ဘာညာပြောတော့စွန်တော့လေငါတို့ကဘတ်ဂျက်ချွေတာချင်းလို့မှတ်မခွဲတာလို့ပြန်ပြောပါတယ်။ဒီမှာပဲဆန်ရှေကဘရင်ဘော့ကနေခုံချသွားပါတယ်။ချက်ချင်းလိုက်ချင်းပေမဲ့အရေးတမပြည့်မီတဲ့ဂျိုးကြောင့်အောက်ကိုပုံရသားပြုတ်ချသွားပါတယ်။ဒီလိုနဲ့လိုက်တန်းပြင်းတဲ့ကစားရင်ဆန်ရှေကကားတစ်စီးထဲကမိမကိုဆွဲချပြီးကားကိုယူဖို့လုပ်ပေမဲ့အဲ့ဒီမျိုးသမီးကဆန်ရှေကိုပြန်တိုက်ခိုက်ပြီးသူကားသူပြန်ယူသွားပါတယ်။ဆန်ရှေလည်းကားမြတ်တော့ဆက်ပြီးချေချင်းပြေးရပါတယ်။စွန်တော့တွေလည်းနောက်ကပြေးလိုက်နေရင်ဘေးကလူတယောက်ကဆန်ငင်နဲ့ဖြတ်မောင်းရင်သူတို့ကိုပြုံးပြသွားပါတယ်။အဲ့ဒီလူကခုနကဆန်ရှေကိုဖြတ်တိုက်လိုက် ပါတယ်တကယ်တော့သူလဲတစ်ဖွဲ့တည်းရေးပါပဲမင်းတို့အပြေးမတန်ရင်စံငယ်လေးပါလေးရှာတာတင်တဲ့ဘာညာနဲ့လေကျွားရင်ကလက်ထိတ်ခတ်ဖို့လုပ်တဲ့အချိန်မှာလက်ထိတ်ပါမလာပါဘူးဒီမှာပဲဆန်ရှေကကျင်စက်တဲ့အဲ့ဒီရေကိုတို့ပြီးဆက်ထွက်ပြေးရင်ဘတ်စကားတစီးကဆန်ရှေကိုဖြတ်တိုက်ပြီးအစင်းစင်းညင်တိုက်မှုတွေဖြစ်ကုန်ပါတယ်သူတို့မှန်လေးအောင်ခွဲဖို့ဘတ်ဂျက်ထရိတာကျင်ကမှာအစင်းစင်းတိုက်တဲ့ကာရီရဲ့အမငန်ကြီးကိုရဲဌာနကပေးရပါတော့မယ်ရုံကျော်ရောက်တော့ share အစုခံရပါပြီမင်းတို့လောင်စာဝိုင်းကြီးတစ်ခုဖန်လာကားစီး20လောက်တိုက်ကုန်တယ်မင်းတို့အဲ့လိုလုံနေတဲ့အချိန်တစ်ဖက်မှာစုံနောက်ချောင်းက မူရည်မှောင်ခိုဂိုင်းတစ်ခုလုံးကိုဖမ်းပြီးလို့အခုဆိုရာဥတော်တိုးတော့မယ်မင်းတို့ဘာအုံကြလဲဆိုပြီးစူပါတယ်ဒီမှာအဖွဲတွေကတယောက်ကစုံနောက်ချောင်းကသူတို့အဖွဲခေါင်းဆောင်ရဲ့ဂျူနီယာဖြစ်ပြီးဘလိုလုပ်ပြီးစီနီယာကိုကျော်ပြီးရာဥတိုးရလဲဆိုပြီးဇော်ရကတက်တာကြောင့်အဖွဲမှုကမျက်နှာမျက်နှာပြပြီးတားလိုက်ရပါတယ်ဒီလိုနဲ့သူတို့ပြန်ထွက်လာတော့တဲဝူတယောက်ပြစ်တင်ကြရင်သူတို့အဖွဲဘတ်ဂျက်မရှိတာကစုံနောက်မှာကအလောင်းသားတွေလုံရင်သူတို့အဖွဲဘတ်ဂျက်ကိုဖြုံးနေလို့ဆိုတာသိလိုက်ရပါတယ်အဲ့ဒီချိန်စုံနောက်ချောင်းတို့အဖွဲကရာဥတိုးညသာသစားချမလို့လိုင်အောင်လားဆိုပြီးအဖွဲမှုလို့ကိုကြီးတက်တက်လုံသွားပါတယ် ဒီမှာပဲအဖွဲ့မှုကမင်းကကွက်ကြော်ရိုက်တာပဲတကယ်ဆိုပူပေါင်းဆောင်ရမှာကိုမင်းကတော်လည်းရာထူးတိုးရင်လို့ငါတို့ကိုတရင်မပေးတာလားဆိုပြီးမေးပါတယ်ဒီမှာပဲစွန်တော့ကြောင့်ကအကိုတို့အဖွဲ့သာပါလာရင်အကိုတို့အဖွဲ့ဗျံပဒါလုံနိုင်မုံနဲ့တစ်ဖက်ကတေချာဖို့လွတ်သွားမှာအခုတော့လူလေးတယောက်ဖမ်းရေတိုင်းမှုတွေအများကြီးဖြစ်ပြီးဒါတော့ဘတ်စကားကတိုက်ပြီးဖမ်းပေးလို့မိတာဒါကြောင့်ပြောတာဆိုပြီးခုံပြညာစားခြင်းလိုက်ခဲ့ဖို့ပြောပါတယ် ဒါပေမဲ့အချက်မရှိသလိုငလဲငက်တဲ့အဖွဲကလိုက်သွားပါတယ်ကောင်းဆောင်ချောင်းကဖွင့်မှုကိုတနာလို့သူလိုက်နေတဲ့အမှုတစ်ခုကိုပြောပြပါရတယ်။ဒါပေမဲ့မသေးကြသေးလို့စောင့်ကြည့်စေမလို့ဆက်ပြီးစောင့်ကြည့်ထားပေးဖို့ပြောလိုက်ပါရတယ်။မာနထိခိုက်ရတဲ့ထင်ရင်တော့မယူနဲ့လို့ပြောတော့ဒီမှုသာဖော်နိုင်ရာသူကြီးကြီးတွန်းနိုင်တာမျိုးအဖွဲမှုလည်းလက်ခံလိုက်ပါရတယ်။လီမူဘေးဆိုတာမူရမောင်ကိုခိုင်းကြီးစားပါ။ဒါနဲ့မူရမောင်ကိုခိုင်းပုံအောင်တဲ့နေရာကိုသူတို့သွားစောင့်ကြည့်ခဲ့ပါရတယ်။စောင့်ကြည့်နေပေမဲ့လည်းအဝင်ထွက်လုပ်တဲ့သူတွေကလွဲလို့ဘာမှမထူလာခဲ့ပါဘူး။အထက်ကဝင်ဖမ်းမှုလည်းဖမ်းမရမ်းမရှိအသာဖမ်းမှုဆိုတာကလည်းတရားမဝင်တာကြောင့် ကားထဲကနေစောင်းကြည့်တာထက်အနီးကကြည့်ရအောင်မောင်ခိုကိုင်းနေနေတဲ့နေရာနဲ့မျက်နှာချင်းဆိုင်ကကြက်ကြော်ဆိုင်ကိုဝင်ထိုင်လိုက်ကြပါတယ်။ဒီလိုနဲ့ကြက်ကြော်မှာစားနေရင်နေတိုင်းလိုလိုစောင်းကြည့်နေရပေမဲ့လည်းဒီတဲ့ထူပြီးဘာမှမတွေ့ရသလိုလီမူဘေးကိုလည်းမတွေ့ရပါဘူး။နောက်ဆုံးဆိုင်ရှင်ကနေတိုင်းလာစားနေတဲ့ပွဲကိုအလကားကျွေးပြီးပါလို့လကားကျွေးရတယ်မေးတော့ဒီဆိုင်မှာမင်းတို့နေတိုင်းလာစားနေတာပဲမင်းတို့ကလိုလိုဆိုင်မှာလာစားရတဲ့များရှိလို့လားတခါတလေမျက်နှာချင်းဆိုင်တိုက်ကမှားစားတယ်ဒီလောက်ပဲရှိတာဒါကြောင့်ရောင်းမကောင်းတဲ့ဆိုင်ကိုရောင်းတော့မှဖြစ်ကြောင်းပြန်ပြောပါရစေ မောင်ငိုင်းအဖွဲ့ကတခါတလေမှစားရတယ်ဆိုတဲ့အခါကြောင့်သူတို့အဖွဲ့လည်းဒီဇိုင်းကိုဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဝယ်ချင်တာပဲရှိဘူးဝယ်ဖို့ပတ်စံတော့မရှိပါဘူးအဖွဲ့မှုကအိမ်မြန်တိုင်းမိမအတွက်ဂူကြီးလက်ဆွဲအိတ်ကိုပေးပါတယ်တကယ်တမ်းမှာတော့အဲ့ဒီအိတ်ထဲအဝယ်လဲဖို့ယူသွားတဲ့အဝယ်ဟောင်းနေတာရှိတာပါမိမလုပ်တဲ့သူကလည်းယောက်ျားကိုသူ့နောက်ကလူတွေယာယုတို့ပဲမဲ့သူတယောက်တည်းယာလူမတိုးပဲကွက်ကြံကြံနေလို့အမလို့အာရုံဖြစ်နေပြီအိမ်မှာအမြဲပူညာပူညာလုပ်လို့ရှိပါတယ်နောက်နေ့မှာတော့ဖွံ့ဖြိုးကကြကြဆိုင်ကိုဝယ်ဖို့အတွက်လူတဲ့ငွေကိုအထက်လူကြီးစီတင်ပြပါဗါးဒါပေမဲ့မျောလင်းထားလို့မရခဲ့ပါဘူးဒါနဲ့ပင်စင်မရရင်နေပစည်းဆိုပြီးပင်စင်ကြီးကိုကျုပ်ထုတ်ထားပါဗါး ဒီလိုထုတ်လိုက်ရင်ရဲဘွားကအနားယူတဲ့အခါပင်စင်ရမှာမဟုတ်တော့ပါဘူး။ဒါပေမဲ့ဂူးမဆက်ပဲအဲဒီပတ်စံနဲ့ကြက်ကြော်ဆိုင်ကိုဝယ်လိုက်ပါရယ်။ပြောရရင်ဒီမှုအတွက်သူ့ဘွားကိုရင်လိုက်တာပါ။ဒီလိုနဲ့ရောင်မကောင်းတဲ့ကြက်ကြော်ဆိုင်ကိုဝယ်ပြီးမှောင်ကိုကိုင်းကိုအနီးကစောင့်ကြည့်ဖို့လုပ်ပါရယ်။အတန်ဖန်းဆက်တတ်တယ်။အဲဒီအတန်ဖန်းဆက်ကနေသူတို့ပြောစကားတွေကိုငနာထောင်ရင်ထောက်လန်းကြပါရယ်။သူတို့ဆိုင်စားဖွင့်တဲ့နေ့မှာပဲလာဝယ်တဲ့သူရှိလို့စိတ်ညစ်သွားပါရယ်။သူတို့စီစဉ်ကဒီဆိုင်ကစားတဲ့သူမရှိလို့ဝယ်ခဲ့တာဖြစ်ပြီးမှောင်ကိုကိုင်းကတခါတလေမှစားတဲ့အခါအပြင်ကနေဝယ်ပြီးသွားဖို့ပေးရင်ထောက်လန်းမလို့ပါ။အခုကတကယ်စားသောသူတွေလာခဲ့တာမလို့ဒီနေ့တော့မရသေးဘူး။ဆိုင်ဖွင့်ကစားမလို့ဆိုပြီးပြန်လွှတ်လိုက်ပါရယ်။ အဲ့ဒီချိန်မှာဝမ်းကပါကြကြော်လာမှနေလို့မရဘူးပြောလဲစမ်းနေမလို့ဘာမှမတက်နိုင်ခဲ့ပါဘူးနေစဉ်ကြကြော်စားသုံးမဲ့သူတွေရောက်ရောက်လာလို့အလို့ကောင်းကောင်းမလုပ်ရပါဘူးဒီလိုနဲ့လာသမျှလူကိုနှင်လို့နေရင်ကြိုင်ရိပ်မိသွားမှာဆိုလို့ကိုယ်တိုင်စမ်းကြော်ကြည့်ဖို့လုပ်ပါတယ်ဒီလိုစမ်းကြော်ကြတဲ့အခါအားလုံးရဲ့ကြကြော်တွေကစားမကောင်းမိမဲ့စွန်တော့မာရဲ့ကြကြော်ကနူးညံ့ပြီးရတာရှိရာကြောင့်စွန်တော့မာကအလိုလိုနေရင်စပူမှုဖြစ်သွားပါတယ်လူနဲ့လာမစားတဲ့သူတွေမှာနှစ်ထားတဲ့ကြက်ကြော်စားကျင်တာမှားတာကြောင့်စောစောမှာကဝက်နဲ့ရိုးနှံနီးပဲတည်ရလို့ပြောတော့အဲဒီဝက်နဲ့ရိုးနှံနီးနဲ့ကြက်သားကိုနှံပြီးစမ်းချက်ကြည့်ဖို့အဖွဲ့မှုကပြောပါဗျာ ါနဲ့စမ်းကြည့်လိုက်တာရတာကိုစားသုံးသူတွေကခြိုက်သွားတာကြောင့်နာမည်မေးတဲ့အခါစူဝန်နန်ယိုးရတာကြက်ကြော်ဆိုပြီးဖြေလိုက်ပါတယ်။အဲ့ဒီကြက်ကြော်ကနာမည်ကြီးသွားပြီးဆိုင်မှာစားသုံးသူတွေကအရန်ကိုကြားလာပါတယ်။ရောင်းအားအရန်ကိုတက်လာပြီးရောင်းအားကတရက်ထက်တရက်မြင့်လာပါတယ်။ဒါကြောင့်မဲအိမ်မြန်တဲ့အခါအရင်လိုမိမဖြစ်သူကိုဂူဂျီအိတ်အလွတ်မပေးပဲတကယ်ဂူဂျီအိတ်စစ်ကိုပေးနိုင်လာပါလေအဲ့ဒီနောက်အိမ်နွေးကြီးပါအစဉ်ပြေလာပြီးအဲ့ဒီမိမကနေတိုင်းရေချိုးပြီးစောင့်နေတက်လာပါဗျ ဒီလိုအဆင်မပြေတာကြီးကြာပြီဖြစ်လို့ဒီဘောမှာတာရလာပါတယ်အဲ့ဒီနောက်သူတို့ကအလုပ်ကိုအာရုံမဆိုင်မိတော့ပဲကိုကိုရဲဆိုတာကိုမေ့လာပါတယ်တနေ့တနေ့စပွဲထိုးလိုက်ချက်လိုက်ပြုတ်လိုက် order လက်ခံလိုက်နဲ့ရဲဆိုတာကိုမေ့နေတလို့ဖြစ်နေပါပြီတရက်မှာဒလီပို့ဖို့စောင့်နေတဲ့စုံတော့ယွန်ဟိုကသူတို့စောင့်ကြည့်နေတဲ့အဆောင်တွေကကားတစီးထွက်သွားတာကိုတွေ့လိုက်လို့အဖွဲကိုလမ်းကြောင်းကြခဲ့ပေမဲ့အားလုံးကကိုစီစပွဲတို့စပိုမှုလို့စားတဲ့အလုပ်တွေနဲ့လှုပ်ရှုံနေကြတာမလို့ဖုံးမကန်ရပါဘူးဒါနဲ့ပဲယွန်ဟိုကလည်းတယောက်ထက်လိုက်သွားပေမဲ့ကားကလမ်းနှလမ်းခွဲသွားတာကြောင့်ဘယ်လိုလိုက်ရမလဲမသိနဲ့လွတ်သွားပါတယ် ဒီတော့ယွန်ဟိုကအားလုံးကိုပြစ်တင်ပါတယ်။ဘာလို့ကုကျင်မရတာလဲဆိုပြီးပြောချိန်မှာကျန်တဲ့သူတွေကလည်းတနေုံဇဝဲထိုးရတနေုံချက်ပြိုရတနေုံချက်တွေခံရစားတဲ့အလုပ်တွေရှုံနေချိန်မှာမင်းကအချောင်ခုန်နေတယ်လို့ပြောတော့ငါတို့ကရဲလေအားလုံးကချက်ကြော်ပဲရောင်းစားတော့မှလားကိုကိုသတိရကြပါအောင်အဲ့ဒီတော့မှအားလုံးအသိပြန်ဝင်သွားပါတယ်။ဒါနဲ့ငါတို့ဆိုင်ကိုသူတို့ဘာလို့တစ်ခါမှလာမစားကြတာလဲဆိုပြီးတိုင်ပင်ကြပါတယ်။ချက်ကြော်လာကပြပြမယ်စိတ်ခတ်လိုက်မယ်စားတဲ့စားရချက်တွေတိုင်ပင်မယ်အဖွဲဦးမှဆွေးခတ်တာကရဲတိတ်ခါကြတယ်ဆိုပြီးညင်းပယ်ပါတယ်။ အဲ့ဒီအချိန်မှာပဲဌာနချုပ်ကဖုန်းဆက်လာလို့စကန်ကိုပြန်ရပါတယ်။မင်းတို့ဘာကြီးလုံးနေလဲပြီးတော့စောင့်ကြည့်နေတယ်ဆိုလို့အစဲခံရပါတယ်။မင်းတို့အချိန်ဒီလောက်ကြာလာတော့စောင့်ကြည့်စေပဲလားလို့ကြိန်းနေတော့ဖုန်းတကောဝင်လာလို့ကြည့်လိုက်တော့သူတို့စောင့်မုံနေတော့မောင်ကိုကိုင်းကလှမ်းလာတာပါ။ဒါနဲ့ပဲအရာရှိစကားကိုစုံးအောင်နားမထောင်ကြတော့ပဲချက်ချုပ်ဆိုင်ကိုအမြန်ပြန်ပြေးကြရပါတယ်။ ဒီနေ့ကြေကြောသွားမှုပုံကင်းအထဲရောက်တာနဲ့လူစိုးတွေကိုလိုဖမ်းလဲဆိုပြီးအကွက်ချပြီးစီစဉ်ဝင်သွားပြီမဲ့သူတို့ရောက်တော့မှောင်ကိုင်းမဟုတ်ပဲတခြားသူတွေဖြစ်နေပါတယ်အကြောင်းကတော့သူတို့ကြေကြောဆိုင်ရောင်းအကောင်ပြီးလူစီလာလို့လူများရဲ့နေရာမှာမနေချင်တာကြောင့်ဂိုင်းကအဆအဦးကိုရောင်းပြီးနေရာပြောင်းသွားတာပါသူတို့မသိလိုက်တာကသူတို့ရဲစခန်းကိုတွားနေတော့ပြောင်းရွှေ့သွားကြတာပါအခုတော့တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ဂိုင်းကလူတွေပြောင်းသွားတာတော့မသိလိုက်ရပါဘူးဆိုပြီးကြေကြောဆိုင်ဆက်ဖွင့်နေလည်းမထူးတော့ပါဘူးဒီတိုင်းဆိုသူတို့အဖွဲ့ကဖြတ်သိမ်းခံရတော့မှာပါဒီတော့နှုတ်ဆက်ကြတာပေါ်ဆိုပြီးအဖွဲမှုလည်းစိတ်ပြက်လက်ပြက်နဲ့မောင်ကိုကိုင်းကိုပေးမဲ့အရက်ကိုတောက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီ သူ့လူတွေကအဖွဲ့မှုမသိအောင်စေးခတ်ထားလို့တခါတည်းမေ့သွားပါတယ်။တတိယလာတော့စခန်းပါပါ။သူ့ကိုရာဟုသိုးသားတဲ့ဂျူနီယာဆောင်တော့ကအကိုကဘာမှအသုံးမရဘူး။ဘာညာနဲ့အပြစ်တင်နေပါတယ်။တကယ်ကသူတို့ပဲနောက်ဆုံးကျဖမ်းပါပါ။အဖွဲ့မှုတို့အဖွဲ့ကိုပေးမဖမ်းပါဘူး။စောင့်ကြည့်တဲ့အလို့ကိုလုံခိုင်းပြီးအဆုံးမှာသူတို့နေရာဝင်ယူမှာပါ။အလွယ်ဆုံးပြောရရင်အတုံးချလာပါမျောမှန်းထားတဲ့အတိုင်းအဖွဲဖြတ်သိမ်းခံလိုက်ရပါတယ်ဒါကြောင့်လဲစိတ်ညစ်နေတဲ့အဖွဲမှုကိုသူမိမကရဲလုကနေထွက်လိုက်တော့ရတဲ့ပင်စင်ချင်းနဲ့လုပ်ငန်းတစ်ခုလုပ်ကြမယ်ပြောရမယ်အဲ့တော့မှအဖွဲမှုပုံကိုကျင်သွားပါတယ်သူပင်စင်ချင်းတွေကိုထုံသုံးပြီးသားမှလို့ပါ ဒီလိုနဲ့မိမနဲ့ပြဿနာတက်လာပြီလေးယောက်သားဘာဆက်လောက်ရမလဲတိုင်မီနေကြတော့လီမူဘေးဆိုထားတဲ့သူကဆိုင်ဝဲတွေဖွင့်နေတဲ့အကြောင်းနဲ့ပိုအောင်မြောင်လှုပ်ချင်ကြောင်ပြောပါတယ်သူတို့လည်းနားမလည်နိုင်ပေမဲ့အိမ်ကဆင်းလာရပြီအဖွဲလည်းဖြတ်သိမ်းခံရမယ်အတူတူလက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကသူ့ဘဝရဲ့နောက်ထပ်ဆံမျက်နှာဖြစ်မယ်ဆိုပြီးရဲလုတ်ကနှုတ်ထွက်စာကိုစုံနောက်ဂျုံကိုပေးပြီးအလုပ်ကိုလက်ခံလိုက်ပါတယ်ဒီလိုနဲ့နေရာအနှံ့မှာသူတို့ဆိုင်ဝဲတွေဖွင့်ခဲ့ပါတယ်ဒါပေမဲ့ ဒါတွေရဲ့နောက်ွယ်မှာလီမူဘေးရှိရဆိုတာအဖွဲ့မှုလုံးဝမသိပါဘူးလီမူဘေးဒီလိုဆိုင်ခွဲတွေအများကြီးဖွင့်ပေးရတဲ့အကြောင်းရင်းကနာမည်ကြီးလာတဲ့သူတို့ဆိုင်ကိုတုံးချတာပါကြကြော်လိုက်ပို့ပြီးကြကြော်ဘူးထဲမှာမူရည်စေဝါထည့်ထားတာပါတကယ်တော့ကြကြော်ပို့တယ်လို့နဲ့မူရည်စေဝါဖြန့်နေတာပါဒါကြောင့်မှားတဲ့သူတွေကိုကြကြော်ကိုမစားဘဲလွတ်ပစ်ပြီးအထက်ကမူရည်စေဝါကိုပဲယူလေးရှိပါတယ်ဆိုင်ခွဲတွေမှာမှားတဲ့သူတွေကလည်းလီမူဘေးတပည့်လူမိုက်တွေဖြစ်တာကြောင့်ဆက်ဆံရေးအဆင်မပြေကြပါဘူးဒါကြောင့်ဆိုင်နာမည်ပြက်လာလို့အဖွဲ့မှုကမတင်ကြလို့စုံစမ်းရင်းကနေအဖြစ်မှန်ကိုတီးသွားပါတယ် ဒါနဲ့ဒီမှုကိုလိုက်ပါတော့တယ်ဒီတစ်ခါလိုက်တာကတော့ရဲနေနေဆိုတာထက်သူတို့ကြက်ကြော်နာမည်ပြက်လို့စုံစမ်းရင်အခုမှရဲလို့ကိုပြန်လို့ရတယ်လို့ဖြစ်နေတာပါအမှုလိုက်ကြရင်ကနေစုံတော့မှဖမ်းခံလိုက်ရပါတယ်ဒါပေမဲ့ကံကောင်းတာကစုံတော့ကြောင့်ကစုံတော့မှကိုခြေရကန်ဆက်တက်ထားတာပါဒါကြောင့်သူရှိတဲ့နေရာကိုလိုက်လာခဲ့ကြပါတယ်စုံတော့မှကိုဖမ်းတဲ့သူကမင်းကငါထက်ရုပ်ဆိုးတာပဲလို့ပြောခဲ့ပါတယ်ဒီစကားကစုံတော့မှအတွက်ခံပြင်းဆုံးစကားဖြစ်ပါတယ်တစ်ဖက်မှာလည်းဒီမှုကိုလိုက်နေတဲ့စုံတော့ကြောင့်တို့အဖွဲ့ကလည်းလီမူဘေးရဲ့လက်ထောက်ကိုဖမ်းဖို့ကြိုးစားပါတယ်တိုက်ခိုက်ရင်းနဲ့စုံတော့ကြောင့်တို့အဖွဲ့ကအမောက်တိတ်ခံလိုက်ရပါတယ် ဒါပေမဲ့ကံကောင်းကျင်တော့ကျောင်းဘက်စကာကလီမူဘေးလက်ထောက်လိုကားကိုတိုက်မိပြီးလူစုဖမ်းမိသွားပါတယ်ဒီတော့မှအဖွဲမှုတို့ကိုလှောင်ထားတာပြန်အလောင်ခံရတော့မှာပါအဲဒီချိန်ဆောင်းတော့မှာကလွတ်သွားပြီးသူတို့ဖမ်းထားတဲ့သူတွေကိုပြန်တိုက်ခိုက်ပြီးအဲဒီနေရာကနေထွက်လာတဲ့ကားကိုခိုးပြီးလိုက်လာခဲ့ပါတယ် ဒါကြောင့်သူ့နောက်ကိုခြေအခံစက်နဲ့လိုက်နေတဲ့အဖွဲ့မှုတို့က location ကရွေ့နေပြီလို့ပြောရင်အဲ့ဒီဘက်ကိုပြန်လိုက်ဖို့လုပ်ပါတယ်။စောနောမှာကကားနဲ့လိုက်သွားရင်လီမူဘေးတို့ရဲ့မူရစ်စီဝါရောင်းဝယ်ယူကိုတွေ့သွားပါတယ်။ဒါပေမဲ့သူတို့ရဲ့ဘာမှမတတ်နိုင်လို့သူတို့ချင်းတွေ့ကွဲသွားအောင်ရဲကားတန်ကိုဖုန်းထဲကနေဖွင့်လိုက်ပါတယ်။ဒီတော့ရဲခေါ်လာတဲ့ထင်ပြီးနှစ်ဖွဲ့ fight ကြပါတယ်။အဲ့ဒီအချိန် location နဲ့လိုက်လိုက်အဖွဲ့မှုတွေနဲ့ပေါင်ပြီးတိုက်ခိုက်ကြပါတယ်။မတိုက်ခိုက်ခင်မှာ scan ကိုသူတို့လီမူဘေးတို့နဲ့ရင်ဆိုင်နေပြီဖြစ်ကြအောင်အကြောင်းကြားလိုက်ပါတယ်။ဒါကြောင့်စောနောကြောင့်လို့ဖွဲ့တဲ့တခြားရဲတဲ့ဖွဲ့တွေနဲ့အဲ့ဒီနေရာကိုလာနေကြပါတယ်။ ဒီလိုလာတဲ့လမ်းမှာစွန်တော့ကြောင်တဲ့ဘက်တွေကသူတို့၅ယောက်ထဲနဲ့အဲ့လူ OG ကိုကျွန်တော်တို့မရောက်ခင်ဘလို့ရင်ဆိုင်မှာလဲသေသွားနိုင်တယ်ပြောတော့မင်းသူတို့အကြောင်းမသိလို့ဒီလိုပြောတာပါစွန်တော့မှာကတိုက်ခိုက်ရတော်ပြီးနိုင်ငံတော်အဆင့်လက်ရွေးစင်ဖြစ်ဖို့တဲ့ဂျူရိုကစားသမားနောက်ပြီးစွန်တော့ဂျင်ကမွေတိုင်းချန်ပီယံအသစ်လေးကနိုင်ငံတော်အဆင့်ဘေ့စ်ဘောကစားသမားဟောင်းဖြစ်ပြီးအဖွဲ့မှုကတော့အနှစ်20အတွင်းပြစ်မှုကြီးတွေကိုကင်လာတာဖြစ်ပြီးဓာတ်တရံဆက်နှစ်ကြိမ်ရခဲ့တာတော့မသေးလို့ဇွန်သီးလို့နာမည်ပြောင်းရထားတာသူတို့အဖွဲ့ကြာရှုံးနေရတာကတိုက်ခိုက်မကောင်းလို့မဟုတ်ပဲအုံနောက်မကောင်းကြလို့စဉ်းစားညံနေကြလို့ဖြစ်ကြောင်း အခုလိုတက်ခိုက်ရမယ်ဆိုသူတို့ဖွဲ့တဲ့တော်ရက်သူမရှိကြောင်းကောင်းအောင်ပါပဲရှင်းပြလိုက်ပါတယ်။ကျွန်တော်မှကတော့သူ့ကိုယုံဆိုးတယ်ပြောလို့သူ့ကိုပဲအညှိုးကြီးကြီးနဲ့တိုက်ခိုက်နေပါတယ်။ကျန်တဲ့သူတွေထက်သူ့ကိုပဲညှိုးနေတာပါ။အဲ့ဒီချိန်ဒီမူဘေးကပြေးဖို့လို့လို့အဖွဲ့မူကပါလိုက်ပါတယ်။ဒီမှာလီမူဘေးရဲ့လူတွေနဲ့တိုက်ခိုက်ရင်လီမူဘေးလွတ်မြောက်သွားတယ်လို့ဖြစ်သွားလို့ဆွန်တော်မကဝင်တိုက်ခိုက်ပါရယ်ဆွန်တော်မလည်းမနိုင်လို့ဆွန်တော်ချွန်လာမှာပွဲပြီးသွားပါရယ်အရန်ကိုစိတ်ကြီးနေလို့လူသားမိမှာဆိုလို့ဆွန်တော်မကစိတ်လျှော့ခိုင်းပါရယ် တစ်ဖက်မှာဆက်လီနဲ့ထွက်ပြေးတဲ့လီမူဘေးရဲ့လေပေါ်မှာဇွန်ဘီကြီးပါလာပြီးဘလောက်လုံးလုံးမသေးနိုင်ပဲမယမကလီမူဘေးကိုဖမ်းဆီးလိုက်ပါတယ်ဖမ်းတာဖမ်းလိုက်နိုင်ပေမဲ့သူတို့ကိုလုံးလံဒဏ်ရာရင်းနဲ့ပါဒီလိုနဲ့အဖွဲမူးကိုစေးုံကဘောတင်ရတဲ့အထိဒဏ်ရာရီပလက်ပွားနေပါအဲ့ဒီအချိန်တစ်ဖက်မှာစွန်တော့မာကမင်းခုနကဘာလို့စိတ်ကြီးနေတာလဲမေးတော့စွန်တော့ကျော်ကမင်းရဲ့လှပတဲ့မျက်နှာလေးကိုထိခိုက်အောင်လုပ်လို့ဆိုပြီးဖြေးလိုက်တော့နှစ်ယောက်သားချစ်သူတွေဖြစ်သွားကြပြီအနမ်းတွေချိန်နေခဲ့ပါတယ်အဲ့ဒီမြင်ကိုအဖွဲ့မှုတို့ကယုံလို့စမ်းကြည့်ကြပါဦးနောက်ဆုံးကမှတော့တစ်ဖက်လုံးကြလို့တို့သွားပြီးအရာရှိကတော့ငါးတက် တဖွဲ့လုံးရာထူးတူတာဒီတစ်ခါပဲကြုံမှုတယ်ဆိုပြီးချီချူးရင်းဇလန်းလေးပြီးဆုံးသွားပါဗျာ